ိမ်မက်အရာအလှလောက်ခိုင်းလို့နာနာဘွားရီကိုသင်ငန်းစီပေးခဲ့တဲ့လက်ပံတော်ရွာက ရွာသားများမိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ဒီအလှပွဲကတော့လက်ပံတော်ဖျားထီးတွင်ပွဲမှာဖြစ်သွားတာဖြစ်ပြီးတော့ကျမတို့တသက်နဲ့တကူမမြင်ဘူးမတွေ့ဘူးတဲ့အရာတကူပဲဖြစ်ပါတယ်ဒါကတော့အိမ်မက်အရာအလှလောက်ခိုင်းလို့နာနာဘွားရီကိုသင်ငန်းစီပေးခဲ့တာဖြစ်ပါတယ် ကျမတို့မြန်မာလူမျိုးတွေအနေနဲ့ရှင်ပြုရဟန်းဝတ်တယ်ဆိုတာဖုံးကံမြင်တဲ့ယောက်ျားလေးတာဝိခွေရှိပြီးမိန်းကလေးတောင်ဝိခွေမရှိတာကိုလည်းအားလုံးနဲ့တည်ပြီးသားဖြစ်မှာပါအခုဟာကနာနာဘွားတွေကိုအယုံလောက်ပြီးဝိပီးနေရကြီးကတော့ မလွန်ဘူးလားနားပဲမလဲရလားဆိုပြီးမြေတွေ့ရသူတိုင်းကဝေဖန်ထောက်ပြလာခဲ့ကြပဲဖြစ်ပါတယ်။ဒါကတကယ်ပဲသာသနာပဲဖြစ်နေရလားတင်ငန်းစီရင်လူစစ်စစ်ဖြစ်ရမယ်ဆိုတဲ့အခြေခံတော့မသိတော့ဘူးလားဘဟုတုတ္တရနေတယ်လို့ပြောရအောင်လဲခေတ္တစီကံတွေဤပညာတွေမဟုတ်ဘူးအရေးဖျားလက်ထက်တဲ့ကနေအခုထိလက်စင်ကန်လာတဲ့အရာ အခြေခံလေးလောက်တော့သိတယ်မိုင်းဒါကြီးကတအားရုပ်ပေါလုံးနဲ့လူဘဝကရခဲ့ပါ යි လူဘဝထက်ရခဲ့တာယဟန်ဘဝပါဒါကုန်နနာဘဝတရေတွေအတွက် အတက်မဲ့တဲ့ရုပ်ထုတွေကိုသင်ငန်းစီးပေးတာကြတော့တကယ်ကိုနားမလည်နိုင်အောင်ပါပဲလူစစ်စစ်မဟုတ်ရင်သင်ငန်းဝတ်ပေးလို့မှမရတာလူစစ်စစ်တောင်သတ်မှတ်ထားတဲ့ဝီနီစီကတ်ချက်တွေညီမဝတ်လို့ရတာကိုဘလို့တွေလုတ်ခဲ့ကြတာလဲဆိုပြီးပြောဆိုနေခဲ့ကြတာဖြစ်ပါတယ်ဥပတမန္တကန်ဆောင်ယဟန်ခန်နေဆိုတာလူသားစင်စစ်ဖြစ်နေအောင်ယဟန်ဖြစ်ဖို့ရခံဖို့ရမလဲကိုပါဦးတိမ်ဝင်တဲ့အခါအနုကဟဆီယာရောများကမိရပါတယ်တိတ်လူသားစစ်စစ်ဖြစ်ရလားနေ့ မိမှုဝင်တဲ့ဘဝကလွတ်ရလား၃သက်ဆိုင်ရာခွင့်ပြုချက်ရရလားဆိုပြီးမိခုနေအများကြီးမိပိုင်တကယ်စစ်စစ်အချက်ညီမှအုတ်တီစတုတ္တကမဝါစာနဲ့တုံးကျင်ရွတ်ဖက်ပြီးကန်ဆောင်ရပါ යි ကိုပိုင်တပိတ်သင်ငန်းစီမြန်နိုင်ရပါ යි ကိုပိုင်တပိတ်သင်ငန်းမစီမြန်မဲကန်ဆောင်ရမရပါဘူးတပ္ပစရှင်သာမဏေကနေရဟန်းကိုတက်လှမ်းရပါ යි ရှင်သာမဏေဖြစ်ဖို့တရဏဂုံပြရပါ යි အဲ့နာနာဘဝတွေကတရဏဂုံရွှင်နိုင်မလားခပန်းဧကတိဝင့်နိုင်မလားလူစင်စင်မဟုတ်တာနဲ့အကုန်လွဲနေပြီဒါကြောင့်မြတ်စွာဘုရားကငါဖျားတာတနာကိုတာတနာအတွင်းကတူပဲဖြတ်မယ်လို့မိန့်တာဒါကြောင့်ဒီဗီဒီယိုတွေကအသက်ရွယ်ရနေတဲ့လူတွေအတွက်တော့ပြောစရာစကားမရှိတော့ပေမဲ့ဗီဒီယိုတွေကကလေးသူငယ်ငယ်ရွယ်သူတွေအတွက်မှားယွင်းတဲ့အယူအဆတွေမြင်ကွေ့ကြားကွေ့တီးကွင်းရတာကိုတော့တကယ်ကိုစိတ်မကောင်းပါဘူးခုလိုလုံးရမျိုးမလုပ်သင့်ပါဘူး တခါမှမကြဘူးတာကြောင့်ဒီလောက်ရက်ကနောင်လာနောင်သားတွေအတော်လေးမကောင်းတဲ့အသိဉာဏ်တွေဖြစ်သွားစီရာကြောင့်တန်ဃာတော်တွေအနေနဲ့ထိရောက်စွာအရေးယူပေးဖို့တောင်းဆိုလိုက်ရပါတယ်။ပြိသက်ကြီးတို့ရောအခုလိုနနာဘွားကိုသင်ငန်းစီပေးခဲ့တဲ့လက်ပံတော်ရွာကလူတွေအပေါ်မိမိရဲ့အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။